မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ခရိုင်ရမမိုက်ခွန်ကိုတပတ်လင်၃ခါကောက်ခံမှုကြောင့်ဖီမော်ဒေတာခံပြည်သူများအခက်တွေ့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်တရုတ်မြန်မာနယ်ဆက်ရှိဖီမော်မြို့မှာခရိုင်ရတို့ကနေအမိုက်ခွန်ကိုတပတ်လင်၃ခါကောက်ခံမှုကြောင့်ဒေတာခံပြည်သူတွေအခက်တွေ့နေတယ်လို့ဖီမော်ဒေတာခံတအူးကပန်ဝါစကားဝိုင်းကိုပြောပါတယ် အရင်ပြည်သူစစ်တွေရှိတုန်းကတော့အမိုက်ခွန်ကိုတလတစ်ခါပဲကောက်တယ်အခုခရံရီတွေရောက်လာတော့မှတလတစ်ခါတော့မဟုတ်တော့ဘူးတပတ်ကို၃ခါကောက်တယ်အခုလိုအလောက်ကင်တွေရှားပါပြီးဝင်ငွေမရှိတဲ့ကာလမှာအခုလိုကောက်တော့ဒေသခံတွေအရန်ဒုက္ခရောက်တာဟုတ်တယ်စားဝတ်နေရေးအတွက်မနေ့ရုံးကန်နေရတဲ့အချိန်မှာအခွန်ကိုနှီးမျိုးစုံနဲ့ကောက်နေတာဟုတ်တယ်လို့သူကပြောပါတယ် ခရီးတို့ကနေအမိုက်ခုံဟုဆိုကတခါကောက်ခံလင်းတအိမ်ကိုတရုတ်ရံွေတရားပေးသွင်းရတဲ့အပြင်ဖီမော်ဒေတာမှာတအိမ်တယောက်စစ်မှုထမ်းရမယ်ဆိုတာကြောင့်လူငယ်တွေနေရက်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်းသိရပါဗျ။ အခွန်ကိုအိမ်မွေးတိရစ္ဆာန်ကအစဆက်ပစ္စည်းအလုံးကောက်တဲ့အခုလည်းတအိမ်တယောက်စစ်မှုထမ်းရမယ်ဆိုလို့တက်နိုင်တဲ့သူတွေကတရုတ်ပြည်ကနေမန္တလေးကိုပြေးကြတယ်။မတက်နိုင်တဲ့သူတွေကတော့တောထဲမှာသွားပုံနေရတာပေါ့။ကာလန်အတိုင်းစင်ဖို့ကလည်းမဖြစ်နိုင်ဘူး။73ကီလိုမှလူငယ်တွေကိုတအားစစ်ဆေးပြီးဖမ်းနေတာဟုတ်တယ်။သူတို့ကဖမ်းမိတဲ့လူငယ်တွေကိုဆိုရင်လည်းဖရဲကိုပို့ပြီးတလားလောက်တင်တန်းပေးပြီးတာနဲ့ဗမော်ရှေ့တန်းကိုတန်းပို့တာ။အဲ့ဒီကိုပို့တာကပြန်လန်းမရှိတဲ့လမ်းကိုပို့တာနဲ့အတူတူပဲလို့ဖီမော်ဒီသားကနေထွက်ပြေးတင်းချောင်လာသူတို့ကပြော ါပါတယ်။ခရိုင်ရီတို့ကနေစီရဲအင်အားယော့နေလာတာကြောင့်စီရဲအင်အားဖြစ်တင်းဖို့ကချင်အထူးဒေသတဲ့နေမြင်အတွင်းကလူငယ်တွေကိုတအိမ်တယောက်စစ်မှုထမ်းခိုင်းခြင်းအတင်းအဓမ္မလူသစ်စုဆောင်ခြင်းနဲ့ဖမ်းဆီးခြင်းတွေကိုပုံမှန်လှုပ်ဆောင်လာတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်ဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဥများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍဆုံးလင်းစွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ နာတော်တာဆင်ပေးကြတဲ့ပိတ်သက်တွေကိုထူပဲကျေးဇူးတင်ပါတယ်။ မင်္ဂလာပါရှင်ကျမတို့ပန်းဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ခရိုင်ရေမမိုက်ခွန်ကိုတပတ်လင်၃ခါကောက်ခံမှုကြောင့်ဖီမော်ဒေတာခံပြည်သူများအခက်တွေ့နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်တရုတ်မြန်မာနယ်ဆက်ရှိဖီမော်မြို့မှာခရိုင်ရေတို့ကနေအမိုက်ခွန်ကိုတပတ်လင်၃ခါကောက်ခံမှုကြောင့်ဒေတာခံပြည်သူတွေအခက်တွေ့နေတယ်လို့ဖီမော်ဒေတာခံတအူးကပန်းဝါစကားဝိုင်းကိုပြောပါတယ် အရင်ပြည်သူစစ်တွေရှိတုန်းကတော့အမိုက်ခွန်ကိုတလတစ်ခါပဲကောက်တယ်အခုခရံရီတွေရောက်လာတော့မှတလတစ်ခါတော့မဟုတ်တော့ဘူးတပတ်ကို၃ခါကောက်တယ်အခုလိုအလောက်ကင်တွေရှားပါပြီးဝင်ငွေမရှိတဲ့က